တရုတ်မှာပြီးခဲ့တဲ့တလအတွင်းရှန်ဟိုင်းကလူတထောင်ကျော်ဟာယွမ်48ဘီလီယံကိုယူပြီးပြည်ပကိုရွှေ့ပြောင်းနေထိုင်ခဲ့ကြပါဗျ။ဒါဟာတကယ်ကိုအံ့အားသင့်စရာပါ။အကောက်ခွန်တဲ့လူဝင်မှုကြီးကြပ်ရေးဌာနကတလအတွင်းကိစ္စ38000ကိုလုံဆောင်ခဲ့ပါဗျ။ GNSU, CGN နဲ့ရှန်ဟိုင်းကလူတွေပြည်ပကိုဥတီနေတဲ့ရွှေ့ပြောင်းမှုဟာကြီးမားတဲ့လှိုင်းတစ်ခုဖြစ်လာခဲ့ပါဗျ။မကြသေးခင်ကအွန်လိုင်းမှာမျှဝေခံရတဲ့ဗီဒီယိုတစ်ခုမှာ ရှန်ဟိုင်းကရွှေပြောင်းနေထိုင်မှုလမ်းကြောင်းဟာပုံမှန်များပြားလာနေတယ်လို့ဖော်ပြထားပါတယ်။ရှန်ဟိုင်းကလူတွေဟာနိုင်ငံကူးလက်မှတ်ရဖို့တညာလုံးတန်းစီနေခဲ့ရပြီးမိသားစုတိုင်းမှာပြည်ပကိုသွားဖို့စီစဉ်နေသူတယောက်ယောက်တော့ရှိနေပါတယ်။ရှန်ဟိုင်းကလူဝင်မှုကြီးကြပ်ရေးရုံးတွေဟာလူပြည့်ကျက်လူနေလူမတက်ဖြစ်နေပါတယ်။တလာအတွင်းလူ3,800ဟာအခြားနိုင်ငံတွေကိုထွက်ခွာသွားခဲ့တာဟာတကယ်ကိုအံ့အားသင့်စရာပါ။ဒီလူတွေတက်ကတဝက်ဟာခရီးသွားတာဒါမှမဟုတ်အလုပ်လုပ်ဖို့သွားတာလို့ခံမှန်းရင်တော့ တကယ်ရွှေပြောင်းနေထိုင်သူတောင်းတဲ့ချီရှိနေတာပါအများစုဟာအနောက်ဥရောပနိုင်ငံတွေနဲ့ဩစတြေးလျကိုဥတီနေကြပါတယ်စုစုပေါင်းလူ3800ဟာမြို့ကနေထွက်ခွာသွားခဲ့ပြီးဒါဟာ Channing ခရိုင်ရဲ့အမြဲတမ်းနေထိုင်သူဥယျာဉ်ရဲ့၃ပုံ၃ပုံလောက်ရှိပါတယ်ပိုအန်ဩစရာကောင်းတာကဒီလူတွေဟာကမ္ဘာနေရာပေါင်းစုံကို ပြောင်းရွှေ့သွားခဲ့ကြတာပါရှန်ဟိုင်းဟာတရုတ်နိုင်ငံရဲ့နိုင်ငံတကာအဆင့်အမီသုံးမြို့တွေတက်ကခုဖြစ်ပြီး ၎င်းရဲ့နေထိုင်သူတွေဟာပြည်ပကိုပြောင်းရွှေ့နေထိုင်လိုတဲ့ဆန္ဒကိုအမြဲပြသခဲ့ကြပါတယ်။ဟုန်ချီယိုဘူတာယုံမှာလူဝင်မှုကြီးကြပ်ရေးစာရွက်စတမ်းဝန်ဆောင်မှုတွေပေးနေတဲ့မိုဘိုင်းဆိုင်ကန်တွေကိုတွေ့ရပြီးရှန်ဟိုင်းရဲ့အိမ်ချမ်းပြေလက်မှတ်တွေဒါမှမဟုတ်ကလေးတွေရဲ့ကျောင်းမှတ်တမ်းတွေလိုစာရွက်စာတမ်းတွေကိုဘာသာပြန်ပေးနေပါတယ်။တရုတ်နိုင်ငံကအွန်လိုင်းအကြောင်းအရာဖန်တီးသူတွေကရှန်ဟိုင်းကရွှေပြောင်းနေထိုင်မှုမြင့်တက်လာတယ်လို့ဖော်ပြခဲ့ပြီးတရုတ်ပြည်မှာကြီးကနေဝင်ဝင်နေပါတဲ့အုပ်စုတွေဟာ ိုင်ဝမ်နေထိုင်ခွင့်ကိုစတင်လျှောက်ထားလာနေကြပါတယ်။မကြသေးခင်ကတရုတ်နဲ့အမေရိကန်အကြားတင်းမာမှုတွေပုံမိုဆိုးရွားလာပြီးအမေရိကန်ကတရုတ်ကုန်ပစ္စည်းတွေပေါ်245ရာခိုင်နှုန်းအထိအခွန်တွေချမှတ်ခဲ့ပါတယ်။ဒါဟာတရုတ်ရဲ့ပုတ်ကုန်ကုမ္ပဏီတွေကိုပြင်းထန်စွာထိခိုက်စေခဲ့ပြီး အလုပ်လက်မဲ့မှုမြင့်တက်လာကကုမ္ပဏီတွေပိတ်သိမ်းရတဲ့အခြေအနေကိုဖြစ်ပေါ်စေခဲ့ပါတယ်။စီးပွားရေးဟာပြန်လည်ဥမော်လာမဲ့လက္ခဏာမပြဘဲရှိနေတယ်မှာတခြား content ဖန်တီးသူတွေကလည်းရှန်ဟိုင်းကလူတွေက နေဒါကိုရွှေ့ပြောင်းနေထိုင်မှုတိတိတသာတိုးလာတယ်လို့ထောက်ပြခဲ့ကြပါတယ်။ရှန်ဟိုင်းဖူတုံလေးသိမ်းမှာတလလျင်လူ3တန်းဟာပြည်ပကိုခရီးထွက်နေကြတယ်လို့ဖော်ပြထားပြီးဒီထဲက60ရာခိုင်နှုန်းဟာကနေဒါကိုပြောင်းရွှေ့နေထိုင်တာအဲ့ဒီမှာပညာသင်ကြတာဒါမှမဟုတ်အလုပ်လုပ်ဖို့ခရီးထွက်တာတွေဖြစ်ပါတယ်။ကနေဒါကိုသွားနေသူအများစုဟာတရုတ်နိုင်ငံကိုပြန်လာဖို့စီစဉ်မထားကြဘူးလို့ထင်ရပါတယ်။ online blogger တို့ကရှန်ဟိုင်းမှာနေထိုင်မှုအခြေအနေတွေဟာ ကနေဒါထက်ပိုကောင်းနိုင်တယ်လို့ဖော်ပြခဲ့ကြပါမိ။တခြားသူတွေကတော့လူများစွာရွှေ့ပြောင်းနေထိုင်မှုတွန်းအားပေးနေတဲ့ပိုအရေးကြီးတဲ့အကြောင်းရင်းတွေရှိတယ်လို့ညင်းခုန်ခဲ့ကြပါဗျ။တစ်ဆက်တည်းမှာပဲရှန်ဟိုင်းချီရှန်ပြပွဲဝင်ဆောင်မှုကရှန်ဟိုင်းကမ္ဘာကုန်သွယ်ရေးပြပွဲခန့်မှမှာ2025ခုနှစ်ဇွန်လမှာကျင်းပမယ်။ရှန်ဟိုင်းနိုင်ငံကအိမ်ချမ်ပီနဲ့ရင်းနှီးမြှုပ်နှံမှုရွှေ့ပြောင်းနေထိုင်ရေးပြပွဲကိုလက်ခံကျင်းပမှာဖြစ်ပါတယ်။ပွဲအသေးစိတ်အရဒီပြပွဲမှာပြည်ပအိမ်ချမ်ပီရွှေ့ပြောင်းနေထိုင်ရေးပြည်ပပညာသင်ကြားရေးနဲ့ ပြည်ပကိုရင်းနှီးမြှုပ်နှံမှုဆိုတဲ့အဓိကအကြောင်းအရာ၄ခုကိုပြသမှာဖြစ်ပါတယ်။သုံးရက်ကြာကျင်းပမယ့်ဒီပွဲဟာဥရောပ၊မြောက်အမေရိက၊အာရှ၊ဩစတြေးလျနဲ့အာဖရိကပါဝင်နိုင်ငံနဲ့ဒေသ၄၀ကျော်ကပြပွဲလေလာသူတွေကိုဆွဲဆောင်မှာပါ။ဒီပြပွဲမှာအရေးသွင်းမြင့်အိမ်ချမ်းမြေ project တွေနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာရွှေပြောင်းနေထိုင်ရေးဝန်ဆောင်မှုတွေကိုပြသမှာဖြစ်ပါတယ်။ဒီနှစ်ဧပြီလမှာဇင်ဟု platform ပေါ်ကစောင်းပါတဲ့ပုံမှာဖော်ပြထားတာက ချမ်းသာသူတွေအပြင်တရုတ်လူလက်တန်းသားတွေဟာလည်းအမေရိကန်ကိုရွှေ့ပြောင်းနေထိုင်နေကြပါတယ်။ဒီလူတွေဟာများသောအားဖြင့်ထိတ်တန့်အလုပ်ကျွမ်းကျင်မှုတွေဒါမှမဟုတ်ထူးခြားတဲ့ရည်ချင်းတွေပိုင်ဆိုင်ထားသူတွေဖြစ်ပြီး၎င်းတို့ရဲ့ထူးခြားတဲ့စွမ်းရည်တွေကိုအသုံးချဖို့အမေရိကန်ကိုပြောင်းရွှေ့ရွေးချယ်ကြပါတယ်။ရှန်ဟိုင်းနေထိုင်သူတွေဟာဒီလမ်းကြောင်းမှာအထူးထင်ရှားပါတယ်။ကမ္ဘာ့ဗန်နာရေးဗဟိုချက်တစ်ခုအနေနဲ့နယူးယောက်ဟာနံပါတ်ကြီးနိုင်ငံတကာဗန်နာရေးအဖွဲ့အစည်းတွေအများအပြားရှိပြီး ကမ္ဘာအတိုးတက်ဆုံးဗန်နာရေးစမ်းသစ်တီထွင်မှုပတ်ဝန်းကျင်တည်တခုပိုင်ဆိုင်ထားပါတယ်။အမေရိကန်ရဲ့ပညာရေးနဲ့စီးပွားရေးဆိုင်ရာအားသာချက်တွေဟာရှန်ဟိုင်းနေထိုင်သူတွေရဲ့သားသမီးတွေအတွက်ပုံမိုကောင်းမွန်တဲ့ပညာရေးအခွင့်အလမ်းတွေနဲ့တဦးချင်းအသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှုကိုလိုက်စားမှုနဲ့ကိုက်နေပါတယ်။ဒါကြောင့်အခွင့်အလမ်းတွေရှာဖွေဖို့အမေရိကန်ကိုရွှေ့ပြောင်းနေထိုင်မှုရွေးချယ်သူတွေများလာပါတယ်။ရှန်ဟိုင်းနေထိုင်သူတွေပိုများလာနေတာကတော့ ၎င်းတို့ရဲ့ဘဝမှာအခန်းသစ်တွေစတင်မှုဥရောပကိုပြောင်းရွှေ့နေကြပါလား2024ခုနှစ်ကအရှိအာရှပြောင်းရွှေ့နေထိုင်ရေးသုတေသနဌာနရဲ့ဒေတာအရရှန်ဟိုင်းဇာတိသားတသိန်း5000ကျော်ဟာတိုကျိုအိုဆာကာနဲ့စင်ကာပူကိုရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်ဧပြီလ18ရက်နေ့မှာဂျပန်ရဲ့ Numuri Shinban သတင်းစာကအဲ့ရိတ်တာတွေကိုရွှေ့ပြောင်းနေထိုင်ရေးနီလန်းအဖြစ်အသုံးပြုမှုတိုးလာနေတယ်လို့ဖော်ပြခဲ့ပါတယ် ဒါကအိုဆာကာအဲအိတာတွေမှာယင်းနှိမ့်နေတဲ့တရုတ်နိုင်ငံသားတွေတိတိတသာတိုးလာစေခဲ့ပြီးယခုအခါဒါကိုဂျပန်ကိုပြောင်းရွှေ့နေထိုင်မှုဖြက်လန်းတစ်ခုအဖြစ်အများကရှုမြင်နေကြပါတယ်။အစိုးရခန့်သားအရတရုတ်လူမှုမီဒီယာဘော်ကပို့စ်များစွာဟာဂျပန်ကိုအမြန်ရွှေ့ပြောင်းနေထိုင်နည်းလမ်းတွေအကြောင်းအချက်အလက်တွေမျှဝေခဲ့ပြီးတတ်မှတ်ထားတဲ့ပညာရေးဆိုင်ရာဒါမှမဟုတ်ဘာသာစကားလိုအပ်ချက်တွေမလိုအကြောင်းဗီဇာကို၃လအတွင်းရယူနိုင်ကြောင်းအလေးပေးဖော်ပြခဲ့ပါတယ်။ အတိတ်ကာလမှာဂျပန်အဲ့ရိတ်သားတွေကိုခရီးသွားတွေအတွက်ယာယီတဲခိုရာနေရာဖြစ်တာဂျေဘူးယာအဖြစ်သတ်မှတ်ခဲ့ကြပြီမြင်မကြသေးခင်ကဆလို့ဒါရီဟာတရုတ်ရွှေပြောင်းနေထိုင်သူတွေအတွက်လူကြိုက်များတဲ့ဝင်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်လူတွေကအိုဆာကာကိုရွေးချယ်ရတဲ့အဓိကအကြောင်းအမှတ်တစ်ခုကတော့၎င်းရဲ့ခရီးသွားလုပ်ငန်းအရင်းမြစ်တွေပေါ်ကျွယ်သွားမှုနဲ့အင်ယာအောက်အုံဟောင်းတွေနဲ့အကျယ်ဝန်းလက်နေတဲ့နေရာတွေများပြားစွာရှိနေပြီးဒါရီကနှိုင်းရှင်ရင်တတ်တာတဲ့ဈေးနှုန်းနဲ့ရရှိနိုင်တာပါ ဂျပန်နေထိုင်သူတွေကဒီလမ်းကြောင်းကိုစိုးရိမ်နေသူတွေများပါတယ်။အိုဆာကာမှာအနည်း40နီးပါးနေထိုင်ခဲ့တဲ့အသက်68နှစ်အရွယ်ဒေသခံတို့ကသတင်းမီဒီယာကိုပြောပြရမှာကက်ယောဂါပြီးမှသူ့ area တွေကအဲ့ရိတ်သားတွေအကုန်လုံးနီးပါးကိုတရုတ်လူမျိုးတွေကလေပတ်နေကြတယ်လို့ဆိုပါတယ်။ရွှေပြောင်းနေထိုင်မှုလမ်းကြောင်းကြီးထွားလာတာနဲ့အမျှရင်းနှီးမြှုပ်နှံမှုဆိုင်ရာရွှေပြောင်းနေထိုင်ရေးကုမ္ပဏီ Hanley and Partners ရဲ့အစီရင်ခံစာအရ2024ခုနှစ်မှာ ဒေါ်လာတန်းကျော်ချမ်းသာကျွဲဝတဲ့တရုတ်လူမျိုး15200ခန့်ဟာတရုတ်နိုင်ငံကနေထွက်ခွာမယ်လို့ခန့်မှန်းထားပြီးဒါဟာတခြားနိုင်ငံတွေထက်ပိုများတဲ့အရေးအတွက်ဖြစ်ပါတယ်။ချမ်းသာတဲ့တရုတ်လူမျိုးတွေအတွက်လူကြိုက်အများဆုံးရွှေ့ပြောင်းနေထိုင်ရေးတွေကတော့အမေရိကန်၊ကနေဒါ၊ဥရောပသမဂ္ဂ၊စင်ကာပူ၊ဂျပန်နဲ့ဟောင်ကောင်တို့ပါ။ချမ်းသာတဲ့တရုတ်လူမျိုးတွေပြည်ပရွှေပြောင်းနေထိုင်တဲ့လမ်းကြောင်းဟာတကယ်တော့နှစ်ပေါင်းများစွာကတည်းကဖြစ်ပေါ်နေကြတာပါ။ အထူးသဖြင့်ရှန်ဟိုင်းကတရုတ်လူမျိုးတွေပြည်ပသို့ပြောင်းရွှေ့နေထိုင်ကြပြီးသားဖြစ်ပါတယ်။ဒါဟာ COVID-19 ကန့်သတ်ချက်တွေဖယ်ရှားပြီးနောက်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီးချမ်းသာသူတွေအများပြားကို၎င်းတို့ရဲ့ရွှေ့ပြောင်းနေထိုင်ရေးလုပ်ငန်းစဉ်ကိုအရှိန်မြှင့်လှုပ်ဆောင်မှုတွန်းအားပေးခဲ့ပါတယ်။ Hanley and Partners ရဲ့အဆိုအရ2022ခုနှစ်မှာချမ်းသာတဲ့တရုတ်လူမျိုးတောင်းတဲ့ချီဟာပြည်ပသို့ပြောင်းရွှေ့ဖို့စိတ်ဝင်စားမှုပေါ်ပြခဲ့ကြပြီးတဝူးချင်းစီမှာပြန်မျှအဖြစ်ဒေါ်လာ၄.၃ခန့်တည်ဆောင်သွားကြပါတယ်။ 2022ခုနှစ်ဇန်နဝါရီလမှဇွန်လအထိတရုတ်နိုင်ငံကနေဒေါ်လာ48ဘီလီယံအထိချမ်းသာမှုထွက်ပေါက်ရှာသွားမယ်လို့ခန့်မှန်းထားပြီးချမ်းသာတဲ့တရုတ်လူမျိုး4200ခန့်ဟာပြည်ပသို့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုကအကျော်ကြားဆုံးဥတီယာဖြစ်ခဲ့ပြီးအဲ့ဒီနောက်မှာကနေဒါ၊ဩစတြေးလျ၊ UK နဲ့စင်ကာပူတို့ကပြောင်းရွှေ့နေထိုင်စရာနိုင်ငံတွေဖြစ်ပါတယ်။အဲ့ဒီနဲ့ဇွန်လစင်ကာပူနိုင်ငံမှာစင်ကာပူဒေါ်လာတန်း20နဲ့အစင်းမြင့်ဇိမ်ခံကွန်တိုတစ်ခုဖြစ်တဲ့ the nissan မှာအိမ်ကန်းလေးကန်းပါယူနစ်တစ်ခုရောင်းချခဲ့ပါတယ်ဝယ်သူဟာတရုတ်နိုင်ငံကဖြစ်တယ်လို့ယုံကြည်ရပါတယ်နောက်ထပ်တရုတ်ဝယ်ယူသူတို့က canning canning hill buyers မှာတိုက်ခန်းအခန်း20ဝယ်ယူခဲ့ပြီးစုစုပေါင်းငွေကြေးတက်မှုဟာစင်ကာပူဒေါ်လာ85သန်းကျော်ရှိပါတယ်ကယောဂအတွင်းမှာတရုတ်နိုင်ငံရဲ့တင်းကျပ်တဲ့လော့ဒ်ဒေါင်းစီမံတွေကဒုတိယဆင့်ပြဿနာအမျိုးမျိုးကိုဖြစ်ပေါ်စေခဲ့ပါတယ်။အထူးသဖြင့်ဧပြီလမှာ ရှန်ဟိုင်းမှာဒေါက်လော့ဒေါင်းလုံဆောင်မှုဟာလူမှုအတွင်းကျဲပြန့်တဲ့မငြိမ်မသက်မှုတွေကိုဖြစ်ပေါ်စေခဲ့ပြီးချမ်းသာသူတွေနဲ့လူလက်တန်းစားတရုတ်လူမျိုးတွေနိုင်ငံကနေထွက်ခွာဖို့ကြိုးပမ်းလာစေခဲ့ပါတယ်။ရွှေပြောင်းနေထိုင်နေတဲ့ပတ်သက်တဲ့ရှာဖွေမှုတွေဟာတရုတ်ရဲ့အဓိက platform တွေပေါ်မှာတိတိတတ်တာမြင့်တက်လာခဲ့ပါတယ်။ WeChat ရဲ့ညွှန်ကိန်းဟာလေးစားကျော်မြင့်တက်ခဲ့ပြီးရှာဖွေမှုတန်း90နီးပါးရှိခဲ့ပါတယ်။ကနေဒါကိုရွှေပြောင်းနေထိုင်ရင်းနဲ့ပတ်သက်တဲ့ရှာဖွေမှုတွေဟာ 2846ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီးပြည်ပဘယ်ကိုသွားရမလဲဆိုတဲ့ရှာဖွေမှုဟာဒုတိယနေရာမှာရှိက2455ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်2025ခုနှစ်မှာတော့လော့ဒ်ဒေါင်းတွေနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေဟာတရုတ်ရဲ့စီးပွားရေးကျဆင်းမှုနဲ့ပတ်သက်တဲ့ကြောက်ရွံ့မှုတွေနဲ့အစားထိုးခံလိုက်ရပါတယ်2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာ Al Jazeera သတင်းဌာနကဖော်ပြခဲ့တာက လွန်ခဲ့တဲ့9နှစ်ကမန်ဂျင်ဆိုတဲ့နာမည်သုံးထားတဲ့ရှန်ဟိုင်းနေထိုင်သူတို့ဟာဟောင်ကောင်ကိုပြောင်းရွှေ့ခဲ့ပြီးသူမရဲ့မွေးလေးလက်ဆောင်ဖြစ်ပြင်းထန်ယောဂအာမခံကိုဝယ်ယူခဲ့ပါတယ်။အဲဒီနောက်ပိုင်းသူမရဲ့ချမ်းသာမှုတိုးဝလာတဲ့နေ့မှ၊တရုတ်ပြည်မှာကြီးအပြင်ဘက်မှာသူမရဲ့ဗန်နာရေးလှုပ်ရှားမှုတွေကိုချဲ့ထွင်ခဲ့ပါတယ်။အခုဆိုရင်သူမရဲ့လုပ်ငန်းအများစုကိုဟောင်ကောင်ကနေတဆင့်လှုပ်ဆောင်နေပြီးမကြသေးခင်မှာစင်ကာပူမှာဘဏ်အကောင့်တစ်ခုဖွင့်လှစ်ခဲ့ကာ သူမရဲ့ပိုင်ဆိုင်မှုအများစုကိုအဲ့ဒီကိုလွှဲပြောင်းထားပါတယ်။တရုတ်ရဲ့စီးပွားရေးဟာဆယ်စုနှစ်များစွာအတွင်းအကြီးမားဆုံးစိန်ခုံမှုအခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။ကြာစင်းမှုဟာတမိုင်းဝင်လမ်းကြောင်းတွေထက်တိတိတသားနှိမ့်ကျနေပြီးလူငယ်အလုပ်လက်မဲ့နှုန်းဟာ18ရာခိုင်နှုန်းအထက်မှာဆက်လက်မြင့်တက်နေပါတယ်။ GDP ရဲ့40ရာခိုင်နှုန်းခန့်ကိုဖြည့်ဆည်းပေးနေတဲ့အိမ်အောင်စုသုံးဆွဲမှုဟာကမ္ဘာပြန့်မြရာခိုင်နှုန်းတွေထက်များစွာနှိမ့်ကျနေစေပါအိမ်ချမ်းမြေဈေးကွက်ဟာဆက်လက်ကျဆင်းနေပြီး ဈေးနှုန်းတွေဟာ၎င်းတို့ရဲ့အထုတ်ထိပ်ကနေ800ကျိုင်းလုံးခန့်ကျဆင်းနေပါတယ်။တပြိုင်နက်တည်းမှာဤပညာကနေဘန်နာရေးပုတ်ကလေးကသင်တန်းပေးရေးအထိစက်မှုလုပ်ငန်းတွေဟာတရုတ်အစိုးရရဲ့ပြင်းထန်တဲ့ပြစ်မှတ်ထားမှုတွေကိုခံခဲ့ရပြီးစီးပွားရေးအတိုင်းဝန်းတွင်တင်းမာမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဘောဖန်လိုထင်ရှားတဲ့စီးပွားရေးပုံကိုပျောက်ဆုံးသွားမှုတွေဟာလည်းစိုးရိမ်မှုတွေကိုတိုးပွားစေခဲ့ပါတယ်။သူမရဲ့ချမ်းသာမှုအများစုကိုတရုတ်နိုင်ငံပြင်ပသို့လွှဲပြောင်းပြီးနောက် မန်ဂျီယန်ဟာအပီးပြက်ပြောင်းရွှေ့နေထိုင်ဖို့စဉ်းစားနေပါတယ်။သူမကပြောပါတယ်။ကျမကသင်းငယ်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ပဲ။ဒါပေမဲ့ပိုကြီးမတဲ့ပိုင်ဆိုင်မှုတွေနဲ့ပိုချမ်းသာတဲ့လူတွေလည်းတရုတ်နိုင်ငံကနေထွက်ခွာဖို့စဉ်းစားနေကြတယ်ဆိုတာသိပါတယ်။တကယ်တော့ချမ်းသာတဲ့တရုတ်လူမျိုးတွေအများပြားဟာဒီလှုပ်ရှားမှုကိုလှုပ်ဆောင်ခဲ့ပြီးတာကြားပါပြီ။ဟူရန်သုတေသနဌာနရဲ့2024ခုနှစ်မတ်လမှာထုတ်ပြန်ခဲ့တဲ့တရုတ်နိုင်ငံချမ်းသာကြွယ်ဝသူများ၏အမှတ်တရစိတ်နှစ်သက်မှုစီရင်ခံစာအရ ချမ်းသာကြွယ်ဝတဲ့မိသားစုတွေရဲ့40ရာခိုင်နှုန်းနီးပါးဟာပြည်ပသို့ပြောင်းရွှေ့နေထိုင်ဖို့စဉ်းစားနေကြတယ်လို့ဖော်ပြထားပါတယ်။ဟန်လေးဆန်ပါတနာရဲ့အဆိုအရ2023ခုနှစ်မှာချမ်းသာကြွယ်ဝသူ13800ဟာတရုတ်နိုင်ငံကနေထွက်ခွာခဲ့ပြီးဒါဟာ2022ခုနှစ်ထက်28ရာခိုင်နှုန်းတိုးလာတာဖြစ်ကတခြားနိုင်ငံတွေနဲ့ရှင်ရင်တောင်အများဆုံးဖြစ်ပါတယ်။ဒီကုမ္ပဏီရဲ့ခံမှန်းချက်အရ2024ခုနှစ်အကုန်မှာ တကြွယ်တစ်သေး15200ဟာတရုတ်နိုင်ငံကနေရွှေပြောင်းနေထိုင်သွားမှာဖြစ်ပြီးဒါဟာစံချိန်တင်မှတ်တမ်းတစ်ခုဖြစ်လာမှာပါတကြွယ်တစ်သေးတွေထွက်ခွာသွားတဲ့အခါသူတို့ရဲ့ချမ်းသာမှုကိုပါယူဆောင်သွားလေရှိပါတယ်တရုတ်နိုင်ငံတွေကနိုင်ငံသားချင်းနှိမ့်နှံသူတွေလည်းအရင်းအနှီးစီးဆင်းမှုကြောင့်ထိခိုက်ခံစားရပါတယ်2024ခုနှစ်ဒုတိယ3လပတ်မှာနိုင်ငံသားကုမ္ပဏီတွေဟာတရုတ်နိုင်ငံကနေစံချိန်တင်ဒေါ်လာ15ဘီလီယံကိုပြန်လည်ထုတ်ယူခဲ့ကြပါတယ် ဒီနှစ်စောပိုင်းမှာတရုတ်ဗန္ဓာယေးသုတေသီနှစ်ဦးကတရုတ်နိုင်ငံဟာလာမယ့်နှစ်နှစ်အတွင်းအရင်းအနှီးထွက်ပေါက်ဖိအားတွေဆက်လက်ရင်ဆိုင်ရဖွယ်ရှိတယ်လို့ကြေညာခဲ့ပါတယ်။ South China Morning Post ရဲ့ဖော်ပြချက်အရသူတို့ကဒီအရင်းအနှီးစီးနင်းမှုကို American Federal Reserve ရဲ့ငွေကြေးမူဝါဒသမရထရန့်ရဲ့အခွန်မူဝါဒတွေနိုင်ငံရေးအတင်းမာမှုတွေနဲ့တရုတ်နိုင်ငံရဲ့အားနည်းတဲ့စားသုံးသူယုံကြည်မှုတို့ကြောင့်လို့ဆိုပါတယ်။လာမယ့်နှစ်တွေမှာတရုတ်နိုင်ငံကအရင်းအနှီးထွက်ပေါက်ဟာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု stock share ရင်းနှီးမြှုပ်နှံမှုနဲ့တခြားရင်းနှီးမြှုပ်နှံမှုတွေမှာတပြိုင်တည်းထွက်ပေါက်တွေကိုထင်ဟပြပွဲရှိတယ်လို့၎င်းတို့ကအမှတ်ချက်ပြုခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့နိုင်ငံခြားသုံးငွေစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ရဲ့ data အရ2024ခုနှစ်မှာတရုတ်နိုင်ငံရဲ့အရန်မဟုတ်တဲ့ဘန်ဒါရေးအကောင့်ဟာဒေါ်လာ496.2ဘီလီယံရဲ့သမိုင်းဝင်အမြင့်ဆုံးလူငွေပြမှုကိုမှတ်တမ်းတင်ခဲ့ပါတယ်။တပြိုင်တည်းထဲမှာတရုတ်နိုင်ငံရဲ့နိုင်ငံခြားသုံးငွေအရန်ငွေဟာ ဒေါ်လာ62.3ဘီလီယံကျဆင်းခဲ့ပြီး2019ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ကျဆင်းမှုဖြစ်ပါတယ်။ဆောင်းပါးမှာဖော်ပြထားတဲ့အတိုင်းဒီအချိန်မှာယွမ်နဲ့အမေရိကန်ဒေါ်လာငွေလဲနှုန်းဟာ2024ခုနှစ်မှာတန်ဖိုးကျဆင်းမှုဖြစ်အားကိုရင်ဆိုင်ခဲ့ရပါတယ်။2025ခုနှစ်မှာတရုတ်နဲ့အမေရိကန်အကြားကုန်သွယ်ရေးစစ်ပွဲဟာပုံမပြင်းထန်လာပြီးအခွန်နှုံးထားတွေဆက်လက်မြင့်တက်လာခဲ့ပါတယ်။အခွန်နှုံးထားတွေမြင့်မားနေတဲ့အခ တရုတ်နိုင်ငံဟာကုန်သွယ်ရေးစစ်ပွဲရဲ့တက်ရောက်မှုကိုဖာထေးမိစေဖို့ရွှမ်းငွေကိုတန်ဖိုးလျှော့ချမယ်လို့ခန့်မှန်းကြပါတယ်။လေလာသုံးသက်သူတွေကတရုတ်ရွှမ်းရဲ့တိတိတသာတန်ဖိုးကျဆင်းမှုဟာအရင်းအနှီးထွက်ပေါက်ပါဝင်ဆက်ဆက်တုံ့ပြန်မှုတွေဖြစ်ပေါ်စေနိုင်တယ်လို့တတိပေးထားပါတယ်။ဒါဟာဆုံးဖြတ်ချက်ချသူတွေရှောင်ရှားလိုတဲ့အခြေအနေတစ်ခုဖြစ်တာကြောင့်တိတာတဲ့တန်ဖိုးလျှော့ချမှုဟာဖြစ်နိုင်ကြနေပါတယ်။၂၀၁၅ခုနှစ်မှာရွှမ်းတန်ဖိုးကျဆင်းပြီးနောက်အရင်းအနှီးထွက်ပေါက်တွေအချိန်မြင့်လာခဲ့ပြီး အဲ့ဒီနှစ်မှာတရုတ်နိုင်ငံကနေဒေါ်လာ900ဘီလီယံနီးပါးထွက်ခွာခဲ့ပါတယ်။တရုတ်ရဲ့စီးပွားရေးဟာနှစ်ပေါင်းများစွာကျဆင်းနေခဲ့ပြီးအမေရိကန်ရဲ့မြန်မာတဲ့ပို့ကုန်ခွန်တွေရဲ့တက်ရောက်မှုအတိုင်းအတာကြီးမားတဲ့အရင်းအနှီးထွက်ပေါက်တွေဟာတရုတ်ကောင်းဆောင်မှုအတွက်အခြေအနေကိုပိုမိုရှုပ်ထွေးစေနိုင်ပါတယ်။တရုတ်နိုင်ငံဟာယာသူနှစ်အတွင်းနေဆက်ဖြတ်ကျော်အရင်းအနှီးထွက်ပေါက်ကြီးမားတဲ့ကာလနှစ်ခုကိုတွေ့ကြုံခဲ့ရပါတယ်။ ပထမအကြိမ်အရင်ဒီထွက်ပေါက်ကြီးမားမှုဟာ2015ခုနှစ်ကနေ2016ခုနှစ်တွင်ဖြစ်ပေါ်ခဲ့ပြီးပြန်မျှအရင်ဒီအကောင့်လုံငွေပြမှုဟာဒေါ်လာ300.6ဘီလီယံရှိခဲ့ပါတယ်ဒုတိယအကြိမ်ကတော့2000ခုနှစ်ကနေ2024ခုနှစ်တွင်ဖြစ်ပေါ်ခဲ့ပြီးပြန်မျှအရင်ဒီအကောင့်လုံငွေပြမှုဟာဒေါ်လာ216.9ဘီလီယံရှိခဲ့ပါတယ်မြန်မာရဲ့ခွန်ထုံးထားတွေရဲ့ဆက်လက်တက်ရောက်မှုတွေနဲ့အတူအရင်ဒီထွက်ပေါက်တွေဟာပုံမှန်ပြင်းထန်လာဝယ်ရှိပါတယ် အရင်းနှီးထွက်ပြေးမှုအကြောင်းဆွေးနွေးတဲ့အခါဟောင်ကောင်ရဲ့ရင်းနှီးမြှုပ်နှံမှုအတိုင်းဝိုင်းမှာထင်ရှားတဲ့ပုံကိုယ်တူဖြစ်တဲ့လီကာရှင်းကိုမဖော်ပြဘဲမနေနိုင်ပါဘူးလီဟာအချက်တဲရီမရောက်ခင်ဈေးကွက်တွေကနေပြတ်သားသွားထွက်ခွာတတ်တဲ့ဂုံသတင်းရှိပါတယ်သူဟာတရုတ်ဆိုးရနဲ့ဆက်ဆက်တဲ့အန်နီရီကနေသူ့ရဲ့ရင်းနှီးကိုအမြဲတမ်းကြွမ်းကျင်စွာရှောင်ရှားနိုင်ခဲ့ပါတယ်2008ခုနှစ်ကမ္ဘာ့ဗန်နာရေးအချက်အတဲတွင် ဟောင်ကောင်အိမ်ချမ်းမြေဈေးကွက်ဟာထိတ်လန့်နေချိန်မှာလီကာရှင်းဟာရှန်ယိုင်းရဲ့ ဂျန်အင်ခရိုင်ကတန်မိုးရှိတဲ့မြေခွက်တစ်ခုကိုဒေါ်လာ၄.၈ဘီလီယံနဲ့ရောင်းချခဲ့ပြီးဈေးကွက်ကျဆင်းမှုကိုအောင်မြင်စွာရှောင်ရှားနိုင်ခဲ့ပါတယ်။၂၀၁၃ခုနှစ်မှာသူဟာကွမ်ဂျိုးနဲ့နန်ချန်းကအင်ချမ်မြေတွေကိုတိတ်တဆိတ်ရောင်းချခဲ့ပြီးအဲ့ဒီအချိန်မှာအင်ယာဈေးကွက်ဟာဆက်လက်ထွန်းကားနေစေဖြစ်ပါတယ်။၂၀၁၅ခုနှစ်မှာအင်ချမ်မြေဈေးကွက်ဟာအကြက်တဲနဲ့ရင်ဆိုင်ခဲ့ရတဲ့အခါလီဟာရွှေ၂၀ဘီလီယံတန်မိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချပြီးသားဖြစ်လို့အဓိကရင်းနှီးမြှုပ်နှံသူတွေထဲမှာတအူးဒီသောပြုံးနေသူဖြစ်ခဲ့ပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ